ဝန်နေချင်းစူပါလီရဲ့ V2 အပြီးမှာကျွန်တော်အနေနဲ့အရှင်ဘက်တွေကတော့ထုံးစံတိုင်းပဲကျွန်တော်ထိုင်အပရိကာကြီးလုတ်ခဲ့တယ်။ဒါပေမဲ့ဒီဘက်မှာတော့ကျွန်တော် recap ပုံစံမျိုးနဲ့လုတ်ပေးသွားမှာပဲဖြစ်ပါတယ်။ D1 D2 အကြောင်းအရာလေးကိုကျွန်တော်တို့အရင်ဆုံးပြောကြတာပေါ့။ D1 မှာတော့အရင် e-sport အနေနဲ့ team server အောင်နိုင်ခဲ့တယ်။ဒါကျွန်တော်ရှိမှ prediction video တစ်ပုတ်လုတ်ခဲ့တယ်။ဒါအရင် e-sport အတွက်ပထမဦးဆုံးနိုင်ပွဲတစ်ပွဲဖြစ်လိမ့်မယ်။ဒါပေမဲ့ ဒီထူးခြားတဲ့အရာတခုဟာ matter ကိုကောင်းကောင်းကြီး updateation လုပ်နိုင်တဲ့အရာတခုကိုကျွန်တော်တွေ့ခဲ့တယ်ဗျာအဲ့တော့နောက်တဲ့ week day မှာအရင် e-sport အနေနဲ့ဒီ performance ပုံပဲ carry လုပ်သွားဖို့လိုအပ်တယ်ပွဲစဉ်တခုအနေနဲ့ဆိုရင် zero နဲ့ black thorn ဒီပွဲစဉ်က zero အတွက် game 1တော့သူတို့ရှုံးပွဲကြုံခဲ့ chip drag ကသူတို့ရဲ့ signature draft လို့ပြောလို့ရတယ်ဗျာအဲ့မဲ့ game 2နဲ့ game 3တွေမှာ pick up ပိုင်းကပို့ပြီးတော့အားကောင်းတယ် black thorn ဘက်မှာဒီပွဲစဉ်အတွက်ပြင်ဆင်မှုတွေက juno carry ပေးလို့ရှင်နိုင်တဲ့ပွဲစဉ်အခြေအနေတီဖြစ်ခဲ့တယ်ဗျာအဲ့မဲ့ gen ရဲ့အခြေအနေကအရန်အရန်အားရဖို့မကောင်းနေခဲ့ဘူးဗျာ in number 1ရဲ့နောက်ဆုံးပွဲ စဉ် match of the day မစ်သစ်စီနဲ့ WG ဒီနှစ်သင်းလုံးရဲ့ပွဲစဉ်မှာ experience ရှိတဲ့ player တွေရဲ့ကျွန်တော်ပြီးသွားရင် final decision making ကိုကျွန်တော်ပို့ပြီးတော့သတိထားမိတယ် WG ကပို့ပြီးတော့ဒီတစ်ပတ်မှာပြင်ဆင်လာမှုတွေကတော်တော်အားကောင်းနေပြန်သူတို့ရဲ့ pick up ဘိုင်းတွေက လုံးဝကြောက်ဖို့ကောင်းတယ်ပေါ့နော်အဲ့ဒါကို game 2နဲ့ game 3တွေမှာကျွန်တော်မြင်တွေ့နိုင်တယ် game 1အခြေအနေတော့လည်းအတူတူပဲ this feedback ကကျွန်တော်ခွန်ရယ်နီကိုရယ်ကျွန်တော်ဘူဂေရိုကတကယ် potential ရှိတဲ့ player တွေဖြစ်ကြောင်းဒီပွဲတွေမှာထပ်ပြီးတော့တက်တည်ပြရပြီဗျာကန်ရဲ့ retribution နေရာလည်းပို့ပြီးတော့တိတိကျကျတိတိငင်ငင်ဒါရှိတယ်ဒီပွဲက match of the day ဖြစ်ခဲ့တယ်ဗျာ number 2ထပ်သွားကြတော့ဗောဒီ day number 2မှာတော့ ောက်မှာကျွန်တော်ဒီရှိနေခဲ့တဲ့အသင်းတွေပေါ့ဗျာ DGU ရော AGR ရောဒါအချင်းချင်းပြန်လဲတွေ့ပြီးတော့အမတ်ယူကြတဲ့ပွဲစဉ်တခုလို့ပြောရမယ် AGR 21နဲ့နိုင်သွားတယ်ဗျာ DGU ဘက်ကတော့ကျွန်တော်တပွဲပြန်နိုင်တဲ့အတွက်ကြောင့်မို့တော့ပွဲနေနေ Best of 3 series မှာတပွဲတော့သူ့အနေနဲ့ပြန်လဲနိုင်ရရှိရဗျာ DGU ကအများကြီးပို့ပြီးတော့ကျွန်တော်ဒီ Mobile Legends Super League မှာပို့ပြီးတော့ကြိုးစားမယ်တင်းတင်းဖြစ်တယ်ဗောနော်မဟုတ်ရင် ဒီ mobile jet super league မှာသူတို့ရဲ့ direct invite slot တွေဟာထိုက်တန်ပါတယ်ဆိုတော့အရာတက်တိမပြနိုင်ရင်တော့ဝေမန်တန်တွေကတော့တောက်လျှောက်ခံနေရမယ့်အနေအထားတစ်ခုရှိတယ်ဗျ။အဲဂျူအာကတော့ပုံမှန်သူရဲ့ performance အတိုင်းလေးပဲဆက်ပြီးတော့တွားနေတော့မယ်ဗျာနော်။နောက်ထပ်ပွဲစဉ်တစ်ခုအနေနဲ့ဆိုရင်တော့ black thorn black thorn ဒီပွဲမှာကျွန်တော်တို့ဒီ black thorn ကနိုင်ပွဲပြန်ရတယ်။ pladins ကအမှန်တိုင်းပြောရလို့ရှိရင်ဒီပွဲစဉ်မှာနိုင်သိနိုင်ထိုက်တဲ့ပွဲစဉ်တစ်ခုလို့ပြောရမယ်ပေါ့နော်။သူတို့နိုင်အောင်ဆုတ်လို့ရရတဲ့အချိန်တွေတစ်ခုကနေပဲ။ တိတ်မဖိုင်းသွားဘူးပေါ့ဗျာမိုဘိုင်းဂျမ်ဆူပါလီမှာသူတို့အမှန်ဆုံးရှုံးရတယ်နောက်ဆုံးတော့ပွဲအနေနဲ့ Falcon eSport နဲ့ Team 7ပေါ့ဗျာဒီပွဲမှာကျွန်တော် Team 7ကိုကျွန်တော်ကြီးကျူးစရာကြီးအများကြီးရှိရဗျာအဓိက Team 7ကအများကြီးပို့ပြီးတော့ကျွန်တော်ကြိုးစားလာတယ် AI eSport ကိုရှုံးသွားပေမဲ့ Day 2မှာသူတို့ပြင်ဆင်မှုတွေပိုကောင်းရယ် CK ရဲ့စူးရိုးတွေဆိုစူးရိုးဆိုလို့ရှိရင်တော်တော်အားကောင်းတဲ့အနေအထားတစ်ခုမှရှိရဗျာပြီးတော့ကျွန်တော်ဒီပွဲမှာဒီဘာရှာကြီး EHB ဆော့ခဲ့တာမျိုးတွေ Master Assassin နဲ့ဆော့ခဲ့တာမျိုးတွေတွေ့ရတယ်။ဒါ Ryan May ရဲ့ Spray Casting လေးတွေအနည်းငယ် Miss နေရမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်။အဲ့တော့ ဖေကွန် e-sport ကိုမေးခွန်းထုတ်လာမယ့်အရာတွေရှိလာပြီဗျာကျွန်တော်တို့ team 7ကိုရှုံးနေသွားတဲ့အရာတခုကဖေကွန် e-sport အတွက်အမှတ်ဆုံးရှုံးမှုတွေဖြစ်တယ်ဗောနော်အဲ့တော့နောက်တစ်ပတ်မှာဒီတိုင်းဆက်သွားမယ်ဆိုရင်ဖေကွန် e-sport အနေနဲ့တိုင်ပတ်နိုင်နေဗျာဒီလား team 7ကတော့ဒီတွေ့ဆုံမှုမှာအများကြီးပို့ပြီးတော့စူးစမ်းအားထုတ်လာတယ်ဗျာအဲ့တော့ဒီတစ်ပတ်ရဲ့ဒီ day 1 day 2 recap ရတော့ potential တွေရောက်ဆိုရင် team 7ရဲ့ potential ကအများကြီးပို့ပြီးတော့အားကောင်းလာရလို့မြင်မိရေဗောနော်ဖေကွန်ရိုက်ပြီးသွားတဲ့ပိုင်းမှာအရင် e-sport ရဲ့ AI eSport နဲ့တွဲဆောင်ခဲ့ရတဲ့အမားတွေကိုကျွန်တော်ဒီ Falcon နဲ့ပွဲမှာပြင်ခဲ့တာဗျာနောက်တစ်ပတ်ကြာလို့ရှိရင်လည်း Team 7အနေနဲ့ကျွန်တော် Mythic C နဲ့တွေ့ရမယ်အတင်းကြီးတွေနဲ့ထွေးတိုင်းတွဲဆောင်မှုမှာသူတို့ရဲ့ဒီ lesson mind တွေအများကြီးတိုးတက်လာနိုင်တယ်ဗျာကျွန်တော်ဒီ Team 7ရဲ့ potential ကအတက်ဘက်ကိုသွားနေတာဗျာအဲ့တော့ပြီးတော့ AI eSport ဒီပုံမှန်ရှိနေတဲ့အရှိဒီတစ်ပတ်မှာရှိနေတဲ့ performance ကိုနောက်တစ်ပတ်ကို carry သွားဖို့လိုအပ်တဲ့နေရာမှာပါတယ် Zino ပဲဗျာเนาะကျွန်တော် Zino နေနဲ့ကကျွန်တော်ဒီတစ်ပတ်နောက်တစ်ပတ်မှာကျွန်တော် ဖေကွန်နဲ့တွေ့ရမှာဗျာအဲ့တော့ဇေယျတစ်မှာယက်တီနိုင်ဖို့အတွက်ဇေယျရဲ့အဆင့်တစ်မှာယက်တီနိုင်ဖို့အတွက်ဖေကွန်နဲ့ပွဲစဉ်မှာဒါတို့အနေနဲ့တက်တည်ပြဖို့လိုအပ်တယ်ဖေနောက်ထပ် V2 ပြီးနောက်ထပ် V3 ပြီးွားလို့ရှိရင်လည်းကျွန်တော်အနေနဲ့ဒါ recap video တွေထပ်ပြီးတော့လုပ်ပေးပါမယ်ကျွန်တော်တို့ SC4 လေးမှာဖြစ်ပါတယ်ညီကိုရဲ့ V2 ပေါ်ထင်မြင်ချက်တွေကိုလည်းအောက်က comment section မှာရေးပြီးသွားလို့ရပါတယ်